84 85 86ခုမြေပေါ့နော်အဲ့မှာကျွန်တော်ဒီဘေးနှက်ကဒီဘေးနှက်ကိုလိုက်ထွက်တယ်ပေါ့နော်ဒီဘေးနှက်ကကနာဒီဘေးနှက်ကိုလိုက်ထွက်တယ်အဲ့လိုထွက်ပြီးရမယ်သူ့ရဲ့ဆောင်းကနာ9.3ဆိုတဲ့ကနာသူ့ရဲ့အောက်မှာပြန်ကြရလို့ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြီးရတဲ့အဲ့နှစ်ထဲမှာ940ဆိုတဲ့ကနာ940ပတ်လည်လေးတောက်လျှောက်လိုက်ထွက်တယ်ပေါ့နော်သူထွက်ရင်ဒါ brace 7ရဲ့အဆောင်မှာပဲထွက်တယ်ပေါ့နော် brace 7ရဲ့အဆောင်မှာဒါ940ထွက်တာလဲဒါ၃ကပ်ပဲရှိတာပေါ့နော် ဲ့တော့ပြန်ပြောပြမယ်နော်ဒီဘက်နဲ့ကဒီဘက်နဲ့ကဒီဘက်နဲ့ကကနားဟာဒီဘက်နဲ့ကိုလိုက်ထွက်တာပေါ့နော်အဲ့လိုထွက်ပြရမယ်အဲ့လိုထွက်ပြီးဆိုရင်သူ့ရဲ့ဆောင်းကနားကိုခုန်သုံးဆိုတော့ကနားသူ့ရဲ့အောက်မှာဒါပြန်ချလို့ရိုက်တယ်ပေါ့နော်ပြန်ချလို့ရိုက်ပြန်တဲ့အဲ့နဲ့တမား940ဆိုတော့ကနားလေးထွက်တယ်နော်940သူ့ထွက်တော့မယ်ဆိုရင်လည်းဒါပရိတ်၁၁ရဲ့ဆောင်းမှာပဲ940လို့ထွက်တယ်ပေါ့နော်အဲ့လိုပရိတ်၁၁ရဲ့ဆောင်းမှာ940လို့ထွက်ပြရတယ်သူ့ရဲ့ဆောင်းမှာလည်းဒါပရိတ်2ပရိတ်ဒါဒီမှာ940ပရိတ်9ဖြစ်တဲ့အတွက်သူ့ရဲ့ဆောင်းမှာလည်းဒါပရိတ်9လေးပြီးတယ်ပေါ့နော်ပရိတ်လိုင်းလေးအရင်ကျွန်တော်တို့သွားကြအောင်နော် ဒီမှာလဲ905ဆိုတဲ့ကဏ္ဍဒီဘက်နဲ့ကနေဒီဘက်နဲ့ကိုလိုက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြရတဲ့သူ့ရဲ့ဆောင်က311ဆိုတဲ့ကဏ္ဍလေးရလဲအဲ့နဲ့ထဲမှာဒါပြန်ကြရလို့ရိုက်တယ်ပေါ့နော်ဒါပြန်ရလို့ရိုက်တယ်ပေါ့နော်အဲ့လိုရိုက်ပြရတဲ့အဲ့နဲ့ထဲမှာလဲကျွန်တော်ဒီ940ဆိုတဲ့ကဏ္ဍထွက်တယ်နော်ဒီ940ထွက်တော့မယ်ဆိုရင်လဲသူ့ရှိကတိုင်းပဲ break 7ရဲ့ဆောင်မှာပဲ940လို့ထွက်တယ်ဒီ940 break 9ဖြစ်တဲ့အတွက်သူ့ရဲ့ဆောင်မှာလဲဒါ break 9လို့ပဲပြီးတယ်ပေါ့နော်အဲ့တော့ဒီမှာလဲကျွန်တော်တို့ဒီဘက်နှက်က၄တက်ခွန်ဆိုတဲ့ကနေဒီဘက်နှက်ကနေဒီဘက်နှက်ကိုလိုက်ထွက်ပြီပေါ့နော်ဒီဘက် ဒီဘက်နဲ့ကကနာဒီဘက်နဲ့ကိုလိုက်ထွက်ပြီးဆိုတော့လည်းသူ့ရဲ့ဆောင်းကဒီကျွန်တော်တို့3ည63ဆိုတဲ့ကနာလည်းဒါပြန်ချလေးရိုက်ပြီပေါ့နော်ပြန်ချလေးရိုက်ပြီးတော့မှအဲ့နှစ်ထဲမှာ9ည4လေးပတ်လဲလေးတောက်လျှောက်လိုက်ထွက်တယ်ပေါ့နော်သူ့ရှိကတိုင်းပဲ940ထွက်မှဆိုရင်ဘရိတ်7ရဲ့ဆောင်းပါပဲ940ဆိုတဲ့ကနာလေးထွက်တယ်ပေါ့နော်အလွယ်တကူပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီ ပရိသတ်တရဲ့ဇောင်းမှာ940ထွက်တာဒါ၃ကပ်ပဲရှိရပါတော့။ပရိသတ်တရဲ့ဇောင်းမှာ940လို့ထွက်တယ်နဲ့သူ့ရဲ့ဇောင်းလေးမှာ break 5ပေါ့နော်။ဒီမှာလဲကျွန်တော်တို့ဒီပရိသတ်တရဲ့ဇောင်းမှာ940လို့ထွက်တယ်နဲ့သူ့ရဲ့ဇောင်းလေးမှာ break 5ပေါ့နော်။ဒီမှာလဲပရိသတ်တရဲ့ဇောင်းမှာ940လို့ထွက်တယ်နဲ့သူ့ရဲ့ဇောင်းလေးမှာဒါ break 5ကနန်းလေးပြီးရုံမလားပေါ့နော်။ break 5ကနန်းလေးဥမာဒါကျွန်တော်တို့ဒီခုရန်ကြီးလိုင်းမှာမှာကျွန်တော်တို့ဟောအနေနဲ့ဒါပြန်ချလိုင်းလေးကိုဒါမိတ်ဆွေတို့စိတ်ဝင်စားတယ်ပြန်ချလိုင်းလေးကိုကျွန်တော်ပြပေးမယ်နော်။ဘာလို့လဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒီ 2022ကနေစကြည့်ပေါ့နော်ဒီကိုထိတ်ကိုခါရဲ့အောက်မှာကြတဲ့ကဏ္ဍသူ့ရဲ့ဘောကဏ္ဍဒါပြန်ကြပေါ့နော်ဒီမှာလဲကျွန်တော်တို့ကိုခါလို့ရိုက်တယ်ကိုခါရဲ့အောက်မှာကြတဲ့ကဏ္ဍ3ရက်ကိုခွန်ဆိုတဲ့ကဏ္ဍလဲသူ့ရဲ့ဘောကဏ္ဍဒါသူ့ရဲ့ဘောကဏ္ဍဒါကျွန်တော်တို့ဒီပြန်ကြပေါ့နော်ဒီမှာလဲကျွန်တော်တို့ဒီကိုခါရဲ့အောက်မှာကြတဲ့ဒီ6 30ဆိုတဲ့ကဏ္ဍလဲသူ့ရဲ့ဘောကဏ္ဍပြန်ကြပေါ့နော်ဒီနားလေးမှာလဲကိုခါလေးကြထားပြီဆိုတော့ဒီနားလေးမှာဒါပြန်ကြလေးပေါ့နော်ပြန်ကြလေးမှာလာရင်ဘယ်ကဏ္ဍလေး ထိုးရမယ်ဆိုတော့ကျွန်တော်ပြောပြမယ်ပေါ့နော်ဒါပြန်ကြကနလည်းဖြစ်ပြီးဘရိတ်ကိုလည်းဖြစ်ပြီးဆိုတော့အတိအကျပါတယ်ကျွန်တော်တို့ဒီဘရိတ်ကိုဆိုတော့388တခွက်ပဲရှိတာပေါ့နော်388ကိုမှဒီကျွန်တော်တို့ဘယ်လိုင်းလေးနဲ့ရွှေ့ဒီဗီဒီယိုဖိုင်လေးကိုစောင့်အောင်ကြည့်လိုက်ပေါ့နော်ဘာလို့ဒီ388ကိုမှကျွန်တော်ရွှေ့ပြေးတယ်လဲဆိုလို့ရှိရင် နောက်ထပ်ကျွန်တော်2023မှာလည်းကြည့်ပါခင်ဗျာဒီမှာနှစ်နောက်ပိုင်းနဲ့ပရိလေးလိုရတယ်သူ့ရဲ့ရှိမှာရှေးပူးလေးနဲ့ကနန်းတကွက်ထွက်တယ်ပေါ့နော်ဒီမှာလည်းနှစ်နောက်ပိုင်းနဲ့ပရိလေးလိုရတယ်ဒါကျွန်တော်သူ့ရဲ့ရှိမှာရှေးပူးလေးထွက်ရှိတယ်ပေါ့နော်ဒီနားလေးမှာလည်းနှစ်နောက်ပိုင်းနဲ့ပရိလေးလိုရပြီပေါ့နော်ဒီနှစ်ထဲမှာလည်းကျွန်တော်တို့ရှေးပူးကနန်းလေးနဲ့ပဲဒီကျွန်တော်ရှစ်ရှစ်သုံးကနန်းလေးကိုဒါကျွန်တော်ထုတ်ပေးမယ်ပေါ့နော်ဘာလို့ရှစ်ရှစ်သုံးကနန်းလေးကိုထုတ်ပေးမလဲဆိုလို့ရှိရင်ပြီးကြတဲ့နှစ်ကကရေယာကျွန်တော်ကျွန်တော်တို့ကိုင်းလေးခဲ့တဲ့ line လေးတစ်ခုရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ cleaner တစ်ယောက်မှာ၄ရှစ်ခွန်လိုရတယ်၉သုံးညတက်လိုရတယ်၈သုံးခွန်လိုရတယ်အဲ့လိုရတာ cleaner တစ်ယောက်လုံးမှာဒါ 3ကပ်ပဲရှိရယ်เนาะအဲ့လိုတစ်နှစ်ထဲ3ခဏအဲ3ခုရဲ့ထွက်ထားပါဗောနော်95ခုနှစ်မှာဒီချင်းရှိတယ်ဗောနော်နောက်ထပ်ကျွန်တော်တို့ဒီ2009ခုနှစ်မှာဒီချင်းရှိရယ်เนาะ2023ခုနှစ်မှာဒီချင်းရှိတယ်ဗောနော်အဲ့တော့95ခုနှစ်မှာကျွန်တော်၄ရှစ်ခွန်ဆိုတဲ့ကဏ္ဍ၉တုံညာတစ်ဆိုတဲ့ကဏ္ဍ ရှင်းသုံးခုဆိုတဲ့ကဏတနှစ်ထဲမှာဒါ၃ချိန်ထွက်တယ်ပေါ့နော်အကဏ၃ခွက်အကဏ၃ခွက်ထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးတော့သူ့ရဲ့နောက်နေမှာဘာဘယ်ကဏထွက်လဲဆိုရင်140ဆိုတဲ့ကဏထွက်တယ်140ကဏထွက်ပြီးတော့ဒီပရိပရိသုံးခုပေါင်းရင်ခွန်ဖြစ်လို့အဲ့နှစ်ထဲမှာ656လိုက်ရမယ်ဆိုပြီးတော့ဒါကျွန်တော်တို့မွေးခွက်ကျွန်တော်ရဲ့သတိဒီမိတ်ဆွေတွေကိုပြခဲ့တဲ့ line တွေပေါ့နော်140ထွက်ပြီးတော့ဒီနှစ်ထဲမှာ656လိုက်ရအောင်မယ်ဆိုပြီးတော့ဒါကျွန်တော်တို့ဒီ cycle နဲ့ဒါကျွန်တော်ပြခဲ့တာပေါ့နော်အဲ့တော့အဲ့လိုထွက်ပြီးရတဲ့အဲ့လိုထွက်တာလည်း၃ခွက်ပဲရှိတယ်ပေါ့နော် ဒီ၈လေးခုံလို့ထွက်မယ်၊၉တုံရတက်လို့ထွက်မယ်၊၈သုံးခုံလို့ထွက်မယ်။အဲ့လိုထွက်ပြီးရင်သူ့ရဲ့နောက်နေမှာ၁၄၀ဆိုတဲ့ကဏ္ဍထွက်တယ်၊၆၅၆ဆိုတဲ့ကဏ္ဍထွက်တယ်ပေါ့နော်။ဒီမှာလည်း၂၀၀၉မှာလည်း၃၉၀ဆိုတဲ့ကဏ္ဍထွက်တယ်။နောက်ထပ်ကျွန်တော်တို့ဒီ၈သုံးခုံဆိုတဲ့ကဏ္ဍထွက်တယ်၊၄ခုံ၈ဆိုတဲ့ကဏ္ဍထွက်တယ်။သူ့ရဲ့နောက်နေမှာပေါ့နော်၁၄၀ဆိုတဲ့ကဏ္ဍထွက်တယ်၊၆၅၆ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်။ဒီမှာလည်းကျွန်တော်တို့ဒီ၂၀၂၃မှာ၈သုံးခုံဆိုတဲ့ကဏ္ဍထွက်တယ်၊၃ရက်၁၉ဆိုတဲ့ကဏ္ဍထွက်တယ်၊၄ခုံ၈ဆိုတဲ့ကဏ္ဍလေးထွက်တယ်ပေါ့နော်။အဲ့လိုထွက်ပြီးရင်သူ့ရဲ့နောက်နေမှာလည်းဒါ၃ရက်၁၄ထွက်တယ်။ ။လုံညက်တွေလေးထုတ်ပြီးတာနဲ့ကျွန်တော်ဒီနှစ်ထက်မှာကျွန်တော်တို့ဒီပရိတ်သုံးခုပေါင်းကြရအောင်ခွန်ဖြဲလို့အခုခွာနဲ့ခွန်ပရိတ်656သူရှိကတိုင်းမှာ656ကလေးလိုက်ထွက်ရအောင်မယ်ဆိုပြီးတော့ဒီ line လေးနဲ့ဒါကျွန်တော်တို့တင်းခဲ့တာပေါ့နော်။အမ656 140ထုတ်ပြီးတာနဲ့656လိုက်တယ်။ဒီမှာလည်းကျွန်တော်140ထုတ်ပြီးတာနဲ့656လိုက်တယ်ပေါ့နော်။ဒီမှာလည်းကျွန်တော်တို့ဒီ140ကနထုတ်ပြီးတာဒီနေ့ထက်မှ656လိုက်ရမယ်ဆိုပြီးဒါမွေးကွက်အနေနဲ့ဒီဒီ site ကြီးရနေကျွန်တော်တို့ဒါတင်ခဲ့တာပေါ့နော်အဲ့အာဒီမှာဒီပဲနှစ်ထက်မှကျွန်တော်မွေးကွက်တစ်ကွက် ဒါတီချာတီတီချာချာထွက်နေတဲ့ MOOC ကိုတခွက်ရှိရနော် MOOC ကိုကလေးကိုကျွန်တော်အစီအစဉ်နဲ့ပြပေးမယ်နော်ဒီဗီဒီယိုဖိုင်ကိုတွေ့တဲ့ဆိုရင်ကျွန်တော်3ဒီမိတ်ဆွေများအနေနဲ့ share ပေးတဲ့လူက share လို့ရတဲ့လူက share ပေးပါခင်ဗျာအဲ့တော့ကျွန်တော်တို့ဒီနှစ်ထက်မှာပေါ့နော်လေးရှိခွန်ကိုတုံညာတဲ့ရှစ်သုံးခွန်လို့ထွက်ပြီပေါ့နော်အဲ့လိုထွက်ပြရတဲ့ဒီကိုတုံညာတဲ့ရဲ့တပွဲကျော်ပါကနန်းပေါ့နော်တစ်နှစ်ကျော်တန်းတန်းကကနန်းသုံးပါတော့ကနန်းကိုတုံညာတဲ့ရဲ့တပွဲကျော်တန်းတန်းပေါ့နော်တစ်နှစ်ကျော်တန်းတန်းကဒီ9သုံးခွန်ဆိုတဲ့ကနန်းကပြန်ချရိုက်တယ် ဘယ်အချိန်မှပြန်ကြရည်လဲဆိုလို့ရှိရင်သူ့ရဲ့အပေါ်960ဆိုတဲ့ကဏ္ဍဟာသူ့ရဲ့10နှစ်မြောက်ကကဏ္ဍအစထွက်တော့ကျွန်တော်တို့ brain 9ရဲ့အောက်ကကဏ္ဍ960ဆိုတဲ့ကဏ္ဍဟာသူ့ရဲ့10နှစ်မြောက်ကို960လို့ light ထွက်ပြီးပြီးဆိုတာနဲ့ဒီ9သုံးညတက်ရဲ့တပွဲကျော်ကဏ္ဍ903ဆိုတဲ့ကဏ္ဍဟာသူ့ရဲ့အောက်မှာဒါပြန်ကြလို့ light တယ်ပေါ့နော်ဒါတကက်နော်ဒုတိယတကက်ကျွန်တော်တို့သွားမယ်နော်ဒီမှာလဲကျွန်တော်တို့2009ခုနှစ်မှာကိုတုံညာတက်ဆိုတဲ့ကဏ္ဍထွက်တယ်380ဆိုတဲ့ကဏ္ဍထွက်တယ်480ဆိုတဲ့ကဏ္ဍလေးထွက်တယ်သူရဲ့နောက်နေမှာလဲ ထုံးစံတိုင်းမှာ1 3 4လေးဆိုတော့ကဏန်းထွက်တယ်6 5 6ဆိုတော့ကဏန်းလေးထွက်တယ်ပေါ့နော်အဲ့လိုထွက်ပြီးပြီဆိုတော့ရှေ့ကအတိုင်းပဲဒီ9 3ညတိတ်ရဲ့တပွဲကျော်ပေါ့နော်တပွဲကျော်တန်းတန်းကကဏန်း3ပါတော့ကဏန်းဒီမှာလဲကိုတုံညတိတ်ရဲ့တပွဲကျော်တဏ္ဍာကဏ္ဍ၃ပါသောကဏ္ဍပြန်ကြရတယ်သူရရင်သူ့ရဲ့အပေါ်မှာ၁၀နှစ်မြောက်ကကဏ္ဍကိုလာရွှေ့ပြရကြမှာသူ့ရဲ့အောက်မှာဒါပြန်ကြလို့ရတယ်ပေါ့နော်ဒီမှာလဲကိုတုံညတိတ်ရဲ့တပွဲကျော်မှာတုံညသုံးခုဆိုတဲ့ကဏ္ဍအဲ့နှစ်ထဲမှာပြန်ကြလို့ရတယ် ပြန်ကြလို့ရရဲ့ဘယ်ချိန်မှရိုက်လဲဆိုရင်သူ့ရဲ့အပေါ်ကကဏ္ဍဒီ၄တက်ခွန်ဆိုတဲ့ကဏ္ဍကသူ့ရဲ့၁၀နှစ်ချကဏ္ဍပေါ့နော်ပရိင်းးပြီးတော့ပရိတ်၆ရဲ့အောက်ကခွန်တလေးဆိုတဲ့ကဏ္ဍကိုဒီမှာ၄တက်ခွန်လို့လာထည့်ပြီး၁၀နှစ်ချကဏ္ဍလာထွက်ပြီးရကြမှာသူ့ရဲ့အောက်မှာကျတဲ့390ဆိုတဲ့ကဏ္ဍက391ရဲ့တပွဲကျော်ကဒီတစ်နှစ်ကျော်ကပေါ့နော်တစ်နှစ်ကျော်တန်းတန်းက330ခွန်ဆိုတဲ့ကဏ္ဍကိုဒီမှာ390လို့လာထည့်တယ်သူထည့်မယ်ဆိုရင်သူ့ရဲ့အပေါ်မှာထွက်တဲ့ကဏ္ဍကသူ့ရဲ့၁၀နှစ်မြောက်ကပရိင်းးပြီးတော့ဒီမှာကျွန်တော်တို့က ပရင်းငါရဲ့အောက်ကကနန်းသူ့ရဲ့ဆယ်နှစ်မြောက်ကိုလိုက်ထွက်သူ့ရဲ့အောက်မှာမဒီကိုတုံညာတဲ့ရဲ့တပွဲကျော်ကသုံးပါတော့ကနန်းပြန်ကြရိုက်တယ်ဒီမှာလည်းကျွန်တော်တို့ဒီကိုတုံညာတဲ့ရဲ့တပွဲကျော်ကသုံးညာသုံးခေါ်ဆိုတဲ့ကနန်းအဲ့နဲ့ထပ်ပြန်ကြရိုက်တယ်ပြန်ကြရိုက်လို့ရှိရဲ့သူ့ရဲ့အပေါ်မှာထွက်တဲ့ကနန်းဟာသူ့ရဲ့ဆယ်နှစ်မြောက်ကကနန်းပရင်းငါပြီးတော့ဘရိတ်6ရဲ့အောက်ကကနန်းကိုဒီမှာဆယ်နှစ်မြောက်မှာလာပို့ပြရကြမှာသူ့ရဲ့အောက်မှာ390ဆိုပြီးတော့သူကတီတီကြကြလာထွက်တယ်နော် ဒါဒုတိယတက်ကပေါ့နော်တတိယတက်ကကျွန်တော်ရှင်းပြမယ်နော်ဒီမှာလဲကျွန်တော်2023မှာ73ခုလို့ထုတ်ပြီး39လို့ထုတ်ပြီး48လို့ထုတ်ပြီးသူရှိကအတိုင်းပဲသူရဲ့နောက်မြန်မှာလဲ3ရက်တလေးဆိုတော့ကနန်းထွက်တယ်6ငါး6ဆိုတော့ကနန်းထွက်တယ်အဲ့လိုထုတ်ပြီးပြီးဆိုတော့ဒီသူရှိကအတိုင်းပဲ3ရက်9ရက်တပွဲကျော်တန်းတန်းကကနန်း388ဆိုတော့ကနန်းကသူရဲ့အောက်မှာဒါပြန်ချလို့ရရမယ်ပြန်ချလို့ရရဘာလို့ဘယ်အချိန်မှရိုက်မလဲဆိုရင်သူရဲ့အပေါ်ကကနန်းဟာသူရဲ့ရှေ့စင်းနှမြောက်က ဘရိငါဘရိချပြီးတော့ဘရိခွန်ရဲ့အောက်ကကဏ္ဍကိုဒီ10နှစ်မြောက်ကကဏ္ဍကိုသုံးနှစ်ဆိုတဲ့ကဏ္ဍကိုဒီပေါ့ကိုသုံးသုံးခုနှစ်လို့လာရွှေထားတဲ့အတွက်ဒီနားလေးမှာပေါ့နော်ကျွန်တော်တို့ဒီသုံးရတကုတ်ရဲ့တပွဲကျော်ကသုံးပါတော့ဘရိကူကဏ္ဍကိုဒီကနေဒီကိုရွှေ့ချင်တာဖြစ်ပါနော်အဲ့တော့ကျွန်တော်ပြန်ထည့်ပြပါမယ်နော်လေးချက်ခွန်လို့ထွက်တယ်၊သုံးရကိုတက်လို့ထွက်တယ်။နောက်၈၃၀ခွန်လို့ထွက်တာကလင်နာတချို့လုံးမှာတနှစ်ထက်နဲ့၃ကထွက်တာ၃ချိန်ပဲရှိရနော်။အဲ့လိုထွက်ပြရင်သူ့ရဲ့နောက်နံပါတ်၁၄၀ဆိုကလင်ထွက်တယ်၊၆၅၆ဆိုလည်းကလင်ထွက်တယ်။အဲ့လိုထွက်ပြရင်လည်း ၃၉၁ရဲ့တပွဲကျော်က၅၃ဆိုတဲ့ကဏ္ဍသူ့ရဲ့အောက်မှာပြန်ချလို့ရိုက်တယ်။သူရိုက်တော့မယ်ဆိုရင်သူ့ရဲ့အပေါ်မှာထွက်တဲ့ကဏ္ဍသူ့ရဲ့ရှေ့စဲနေမြောက် brain ကရဲ့အောက်ကကဏ္ဍ light ထွက်ပြီးရာကြမှာသူ့ရဲ့အောက်မှာ၉၃ရက်ရဲ့တပွဲကျော်အသုံးပါသောကဏ္ဍကိုဒီမှာပြန်လာရွှေ့တယ်။ဒုတိယတကက၂၀၉၉နှစ်မှာလည်း၃၉၁လို့ထွက်တယ်။ဒါအသုံး၈ခုလို့ထွက်တယ်၄၈ခုလို့ထွက်တယ်။အဲ့လိုထွက်ပြရတဲ့သူ့ရဲ့နောက်မှာ၃၁၄ဆိုတဲ့ကဏ္ဍထွက်တယ်။ဒီ brain သုံးပုပေါင်းရင်ခွန်ဖြစ်လို့အဲ့နေ့ထဲမှာ၆၅၆ brain ခွန်ကဏ္ဍဖြစ်တဲ့၆၅၆ပုခွန်နဲ့ break ကုန်ဖြစ်တဲ့6.6ဆိုတဲ့ကဏ္ဍ light ထွက်တယ်အဲ့လိုထွက်ပြရတဲ့အဲ့နှစ်ထဲက3.91ရဲ့တပွဲကျော်တန်းတန်းက3ပါသောကဏ္ဍ3.3ဖုံဆိုတဲ့ကဏ္ဍအဲ့နှစ်ထဲမှာပြန်ကျလို့ရိုက်တယ်ပြန်ကျလို့ရိုက်တော့မယ်ဆိုရင်သူ့ရဲ့အပေါ်မှာဆိုတဲ့4.0ဆိုတဲ့ကဏ္ဍသူ့ရဲ့80နှစ်မြောက်ကကဏ္ဍ break ငားပြီးတော့ break 6ရဲ့အောက်က9.4ကို80နှစ်မြောက်ကဒီမှာကျွန်တော်တို့4.0ထည့်ပြရကြမှာသူ့ရဲ့အောက်မှာ ဒါသူ့ရဲ့3ညာ9တရက်တပွဲကျော်အသုံးပါတော့ကနော်ကိုဒါပြန်ကြလို့ထည့်တယ်ပေါ့နော်ဒါဒုတိယတက်ကပေါ့နော်တတိယတက်ကကျွန်တော်ရှင်းပြမယ်နော်2023မှာ83လို့ထွက်တယ်3ညာ19လို့ထွက်တယ်48လို့ထွက်တယ်အဲ့လိုထွက်ပြရင်သူ့ရဲ့နောက်နေမှာ3ညာ10ဆိုတဲ့ကနန်းထွက်တယ်3ညာ10လို့ထွက်ပြရင်ဒီ break 3ခုပေါင်းရင်ခွန်ဖြစ်လို့အဲ့နှစ်ထဲမှာအပူခွာနဲ့ break ခွန်ကနန်းဖြစ်တယ်656ဆိုတဲ့ကနန်းတောက်လျှောက်လိုက်ထွက်တယ်ဒီမှာထွက်သွားနော်အဲ့ဒီကနန်းကိုကျွန်တော်ပြီးခဲ့တဲ့နေ့ကဒါ656လေးလာရအောင်မယ်ဆိုပြီးတော့ကျွန်တော်တို့တင်းခဲ့တဲ့ line လေးပေါ့နော်ဒါပင်ကိုအရင်နှက်ခဲ့တဲ့ဒါကျွန်တော်ရဲ့ mobile site လေးပေါ့နော်အဲ့တော့656ဆိုတဲ့ကဏ္ဍလေးဒီမှာထွက်သွားပြီပေါ့နော်ထွက်သွားပြီဆိုတော့အဲ့နေ့ထဲမှာမွေးကွက်တစ်ကွက်ဒီနေ့ထဲမှာမွေးကွက်တစ်ကွက်ကျန်နေတယ်300တကွက်ရဲ့တပွဲကျော်က3ပါတော့ကဏ္ဍဒီနေ့ထဲမှာပြန်ချရရမယ်ပြန်ချရရမယ်ဆိုရင်ဘယ်အချိန်မှရိုက်မလဲဆိုရင် ူ့ရဲ့အပေါ်မှာထွက်တဲ့ကဏ္ဍသူ့ရဲ့ရှေ့ဆဲနှင်းမြောက်ကကဏ္ဍပေါ့နော်ဗရိတ်ငါးပြီးဗရိတ်ငါးဗရိတ်၆ပြီးတော့ဗရိတ်ခွန်ရဲ့အောက်မှာထွက်တဲ့ကိုးသုံးနှဲ့ဆိုတဲ့ကဏ္ဍကိုဒီမှာသုံးကိုးနှဲ့လို့တိတိကျကျထွက်သွားပြီဆိုတော့ဒီနားလေးမှာထွက်ရမယ်ကဏ္ဍကဒီကကျွန်တော်တို့3.1ကိုးရဲ့တပွဲကျော်တန်းတန်းကဒီ388ဆိုတဲ့ကဏ္ဍကိုဒီနားလေးမှာတော့ကျွန်တော်တို့က883လို့ကျွန်တော်တို့ကကြိုက်တယ်ပေါ့နော်ဘာလို့ဆိုရင်နှစ်ပါတော့ဗရိတ်လေးလို့ရိုက်တယ်သူ့ရဲ့အောက်မှာရှေးဘူးလို့ရိုက်တယ်နှစ်ပါတော့ဗရိတ်လေးလို့ရိုက်တယ် sorry နှစ်နောက်ပိုင်းနဲ့ပရိလေးလို့ရိုက်တယ်သူ့ရဲ့အောက်မှာရှေ့ဘူးလို့ရိုက်တယ်နှစ်နောက်ပိုင်းနဲ့ပရိလေးလို့ရိုက်တယ်သူ့ရဲ့အောက်မှာရှေ့ဘူးလို့ရိုက်တယ်ဒီမှာလည်းနှစ်နောက်ပိုင်းနဲ့ပရိလေးရိုက်ထားပြီဆိုသူ့ရဲ့အောက်မှာရှေ့ဘူးလေးနဲ့ဒီကောင်ရှစ်ရှစ်သုံးဆိုတော့ကဏ္ဍလေးကိုဒါပရမအနဖိုင်အနေနဲ့တိရောရဲ့3 dimension အတွက်မတ်တာလဲဆောင်တင်ပြလိုက်ပါတယ်